ေဒါကြောင့်လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ကျိုးပန်းခြင်းဆိုတာကျိုးပန်းတယ်ဆိုတဲ့အခါမှာဆွန့်လွတ်မှုဆိုတာရှိရညမာစကားမှာဆွန့်လွတ်တယ်ဆိုတာစာကသို့မဟုတ်ပြည်ပြည်စုံတဲ့စကားတစ်ခုဆွန့်လွတ်မှုဆွန့်လွတ်မှုကိုဗာနဲ့တွဲဖက်ပြီးသုံးလေးရှိကြတုံးဆိုအနစ်နာခံမှုဆိုတာ ਨੇ တွဲဖက်ပြီးသုံးကြတယ်နစ်နာတယ်ဆိုတဲ့စကားလုံးကဗာနဲ့တွဲဖက်လာတုံးဆိုဆုံးရှုံးတယ်ဆိုတာတွဲဖက်လာတယ် အဲ့တော့တခါတရံနစ်နာရဲဆိုတဲ့စကားလုံးကဆုံးရှုံးနေဆိုတဲ့အထိပဲဆောင်းနေပေါ့။ဒါကြောင့်မို့သူများအတွက်အနစ်နာခံနေဆိုတာမဟုတ်ဘူး။ဆုံးလွတ်တယ်လို့ပဲပြောရအောင်။ဆုံးလွတ်တယ်ဆိုတာကိုရနိုင်တဲ့အခွင့်အရေးတစ်ခုကိုဆုံးလွတ်တယ်။အဲ့ဒီဆုံးလွတ်ပြီးအများအကျိုးကိုဆောင်ရွက်တယ်လို့ဆိုမှပို့ပြီးတော့အထိပဲရှိတယ်ပေါ့။အနစ်နာခံနေဆိုကိုကတော့နစ်နာသွားတယ်တစ်ဖက်ကပဲကြီးပွားသွားတယ်ဆိုတဲ့အထိပဲမျိုးသွားဆောင်တတ်တယ်ပေါ့။အဲ့ဒါကြောင့်မို့လို့ဆုံးလွတ်ခြင်းဆိုတာကိုသာမှတ်သားပြီးအနစ်နာခံခြင်းဆိုတာမဖြစ်သင့်ဘူး။ အဲ့လိုယူဆ။ဘာကြောင့်လို့ဆိုအေးနစ်နာတယ်ကွာဆုံးရှုံးတယ်ကွာ ਨੇ ပြောတဲ့စကားတွေဟာလူတယောက်ဆုတ်ယုတ်ပြပြသွားတဲ့အတိတ်တွေကိုဖော်ပြတာတွေဖြစ်တယ်ပေါ့။ဖះလောင်းတော့ကဒီလိုဆုတ်ယုတ်ပြပြသွားတာမဟုတ်ဘူး။စွန့်လွတ်တာနော်။စွန့်လွတ်ပြီးတော့ကြီးပွားတိုးတက်လာတာဒီလိုပဲဖြစ်ရ။